အဲ T03 ကိုပထမဦးဆုံးစထိတွေ့ဘူးတဲ့ကားလေးပေါ့နော်အဲကျွန်တော် EV တွေကိုလည်းပထမဦးဆုံးစတွေ့ဘူးတာလည်းဒီကားလေးပဲကျွန်တော်စီကားနေ EV ကိုချိန်ဖို့စဉ်းစားနေတာတော်တော်လေးကြာပြီကျွန်တော်ကိုယ်တိုင်လည်း EV တွေအများကြီးရိုက်လာခဲ့တဲ့အခါကျတော့အဲဘယ်ကားလေးကောင်းတယ်ဘယ်ကားလေးကမကောင်းဘယ်ကားလေးမှာတော့အားသာချက်တွေရှိတယ်ဘယ်ကားလေးမှာတော့ဘလို့လိုအပ်ချက်တွေရှိရဲဆိုတော့ကျွန်တော်လေးတော်တော်လေးလေးလာဖြစ်တယ်38000နီးပါးသုံးထားတဲ့ကားကအင်းအခု brand new ကားနဲ့လုံးဝတူတူပဲကဲမင်္ဂလာပါဗျာအဲဒီနေ့ကတော့ကျွန်တော်ရဲ့အသက်ဆက်ဆက်ကားတကြီးနဲ့ခရီးသွားမှာပဲဖြစ်ပါတယ် ဘယ်ဟိုသွားမလဲဆိုတော့ဖအံပေါ့နော်ဖအံကတော့ကျွန်တော်ရှေ့တစ်ခေါက်သွားတော့တိတ်မကြသေးဘူးအဲဒီတစ်ခေါက်မှဆိုလို့ရှိရင်တော့ကျွန်တော်ကဒီကားလေးနဲ့ဖအံသွားမယ်ဒီတစည်းတော့မဟုတ်ဘူးနှစ်စည်းသွားမယ်နောက်တစ်ယောက်လာဖို့ရှိသေးတယ်ဘယ်သူလဲဆိုတော့အော်ပြောရဲဆိုရင်လည်းရောက်လာပါပြီကျွန်တော်ကိုစီသူအောင်နဲ့အတူတူဒီတစ်ခေါက်ဖအံသွားမှာပဲဖြစ်ပါတယ်အဲဒါကတော့ကိုစီသူအောင်ရဲ့ပထမဦးဆုံးကားလေးပေါ့နော်မင်္ဂလာပါအကိုအာဒီကားကတော့နှစ်စည်းရှင်သွားကြမယ်ရှင်သွားလို့ရကျွန်တော်ကဒီကားကပထမဆုံးဝယ်ထားတဲ့တစည်းဟုတ်တယ် ဒါကအခုသုံးထားတာဆိုကီလိုက3000 6000နဲ့900ဒါ short သုံးထားရလို့ပြောလို့ရတယ်ဟုတ်တယ်နော်ဒါနည်းနည်းလောက်တွဲမှာဆိုဒါနည်းနည်း short short ထားတဲ့သဘောပေါက်ရှိတယ်အဲဟုတ်ဒီကားနဲ့အဲအသက်ဆက်ဆက်လေးနဲ့အဲကီလို100ကျော်ပဲရှိသေးတယ်ဟာ brand new လေးနဲ့ဒီကားကလည်းကျွန်တော်အမှတ်တရရှိတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ပထမဦးဆုံး EV ကိုထီတွေ့တယ်တ03ကိုစထီတွေ့တယ်ပထမဆုံးကားလေးအဲအဲ့တော့အမတ်တရားရှိတဲ့ကားလေးနဲ့ကျွန်တော်ရဲ့ကားတလေနှစ်စီးကိုဖန်သွားမယ်ရှင်းပြီးသွားမယ်ဟုတ်ကားမှာကအခုနည်းနည်းလေးပြဿနာဖြစ်တယ်လို့ပဲပြောပြောမလားဟုတ်ဟိုရေရှင်ပတ်သက်တဲ့ဟာတွေတခုဖြစ်နေအဲ့ဒါကလည်းဆိုတော့ကျွန်တော်ကတည်းကတရားမှဖြစ်တဲ့အချိန်မှာဆိုစီကတရားရခိုင်လို့ရှိတယ် တရားရဂိုင်းနှုံးမှာသူ့ရင်းဂျ်က269ကီလိုမီတာသွားလို့ရတယ်လို့ပြတာတရားမှာ269ကီလိုမီတာသွားလို့ပြဟုတ်ဟုတ်ဟိုဝယ်ချင်းတော့ range က400လောက်ပြဟုတ်အပြည့်ပေါ့အပြည့်ပြတယ်ပေါ့400 403လောက်ပြတယ်အခုကတော့269ပဲပြ Okay ဟုတ်ကဲ့ပြန်ပြီးတော့စမ်းမောင်းလာဒါပေါ့ဒါပေါ့မောင်းလာတဲ့အချိန်မှာဒီကိုရောက်တဲ့အချိန်မှာ battery SOC က60ရာခိုင်နှုန်းကျန်ဩတန်းပါဆန်လောက်ရောက်သွားတယ်ဟုတ် range ကကြတော့285ကီလိုမီတာကျန်သေးရဲ့လို့ပြဩဟုတ်တကယ်မောင်းလာတာ31 31ကီလိုမီတာဆိုတော့ တကယ် rain ပြတာလေးကနည်းနည်းလေးဟိုကျွန်တော်လွယ်လွန်နေရပါတော့ထွင်းမှာပြတဲ့ဟာလေဟုတ်ကျောတာဟုတ်ကျောတာမပုံမှန်သလိုကြီးဟုတ်ကျောသွားတာဒါပေါ့ဒါပေါ့ဒါပေါ့ဟို400ပြတာလေဟုတ်တကယ်သုံးလိုက်တာ30ဆိုရင်ကျောသွားတာ40လောက်ဖြစ်နေတာဒါပေါ့ဒါပေါ့ကျွန်တော်ကကြာတော့ကျောသွားတာနင်းနေနင်းနေတယ်အဲ့တော့နင်းတော့ခေါင်းစားသွားတယ်ဗျဒီကားကိုကျွန်တော်ခီးထွက်မယ်ဆိုတော့အာ service center မှာတွားပြီးအကုန်လုံးတွားစစ်ဆေးတဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ SOH က100ခိုင်နှုန်းပဲအာ အဲ့တော့နည်းနည်းစားသွားရင်လောကစားသွားရင်ဟုတ်ကဲ့မတူးလို့ဖြစ်ချင်တာဖြစ်လို့သွားမယ် ဆိုပြီးတော့ထွက်လာထွက်တကယ်တော့ဗျာဒီဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီနှစ်စီးကိုလည်းကျွန်တော်ပြကြင်တာပေါ့ဗျာဘာလို့ဆိုတော့ကားကအခုဒီကောင်က battery SOX က100%လို့ပြရတယ်လို့ပြောသေးရယ်ပြီးလို့ရှိရင်ဒီကားလေးကပထမဆုံးဝင်လာတဲ့ကားလေအခုလက်ရှိကားအစ်စ်အခြေအနေမှာဆိုလို့ရှိရင်လည်းဘလို့မျိုးကွာခြားချက်တွေရှိလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တခါလဲစမ်းမိသားဖြစ်သွားမှာပေါ့နော်အဲ့ဒါကြောင့်မို့ဒီနှစ်စီးရှင်သွားတာပေါ့နော်ကျွန်တော်ကားလေးကတော့အဲအခုမနက်မှာဆိုလို့ရှိရင်ဒီကိုရောက်တဲ့အချိန်မှာ battery က60ရာခိုင်လုံးကျန်သေးတယ်။အားပြည့်မသွင်းလာအောင်ကျွန်တော်ညမနေ့ကအားပြည့်မသွင်းလိုက်ပြီးတော့လက်ရှိမှာတော့ဘယ်လိုရ60ရာခိုင်လုံးကျန်သေးတယ်။သွားတော့ ားလို့ရတာကတော့250 250 255 256သွားလို့ရသေးလို့ပြောထားရပုံတော့အဲ့တော့ကျွန်တော်ဒီကနေ့လဲ trick ကို reset ချပြီးတော့စသွားမယ်အဲ့တော့အခုလဲကျွန်တော်လဲ trick ကို reset ချကျွန်တော်ကတော့ reset ချလာပြီးသားဆိုတော့မထူးတော့ဘူးမထူးတော့ဘူးမသွင်းတော့ဘူးကြာကျွန်တော်39 39မှာသွင်းကြမယ်နော်အခုဒုမယ်ဟာ ုကတော့ကျွန်တော်ရဲ့ brand new car အသက်ဆက်ဆက်ကြီးနဲ့ခီးစားထွက်လာပြီပေါ့နော်အဲအရှိမာတော့ကိုစီတူကရှေ့အမောင်းလဲကျွန်တော်နောက်ကနေလိုက်တယ်ပေါ့နော်အရှိကကားလေးရလဲကျွန်တော်တို့အမှတ်တရအများကြီးရှိတဲ့ကားလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ T03 ကိုပထမအဦးဆုံးစားထိတွေ့ဘူးတဲ့ကားလေးပေါ့နော်အဲကျွန်တော် EV တွေကိုလည်းပထမအဦးဆုံးစားတွေ့ဘူးတာလဲဒီကားလေးပဲ T03 နဲ့စာထိတွေ့ဘူးလားဒီကားလေးဆိုတော့အရှိရကားလေးကလည်းကျွန်တော်တို့အမှတ်ရအများကြီးရှိတယ်ပေါ့နော်အခုကျွန်တော်ကိုယ်တိုင်လည်းဒီ T03 SKD ကားလေးကိုကျွန်တော်ကိုယ်တိုင်ဝယ်လိုက်ပြီပေါ့နော်ဒီကားလေးမှာဆိုလို့ရှိရင်လည်းကျွန်တော် accessory လေးတွေစင်ထားရလေးတွေကနည်းနည်းချင်းစီတော့စင်နေရပေါ့နော်တချို့ပစ္စည်းလေးတွေကမရှိသေးတော့မှားနေရလေးရှိတယ်ဥပမာ dashboard cover လေးတွေကျွန်တော်စင်ထားပြီးွားပြီကျွန်တော်လက်တင်လေးဆိုလို့ရှိရင်လည်းကျွန်တော်မှားလိုက်တာပေါ့နော်အမှားထားတော့မဟုတ်ဘူးကျွန်တော်တကယ်ချင်းရှိရမှားထားတဲ့တကယ်ချင်းရှိရပြန်ဝယ်လိုက်တာပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်လည်းတော်လေးအဆင်ပြေတယ်ဒီကောင်လေးကအဲကျွန်တော်အတွင်းထဲမှာပေါ့နော်ကျွန်တော်နှစ်ယောက်ရဲ့ဂျားထဲမှာ speaker နဲတော့လက်တင်လေးအဆင်ပြေပါမလားပေါ့နော် ကယ်တမ်းရောက်လာတဲ့အချိန်မှာအဆင်လေးတော်တော်လေးပြည့်တယ်။ drive socket တွေ USB port တွေ type C port တွေရာအစာပါလာလာတွေ့တော့ကျွန်တော်တော်တော်လေးအဆင်ပြေသွားတော့သဘောကျနေတာပေါ့နော်။အဲ့တော့ဒီကားမှာဆိုလို့ရှိရင်ကျွန်တော်လိုအပ်တာလေးတွေနည်းနည်းလေးပြည့်ထားတယ်။နောက်ထပ်လည်းဖြည်းဖြည်းချင်းချင်းနဲ့ဆင်သွားဖို့လည်းရှိတယ်ပေါ့နော်။အခုကတော့ပထမအောင်ဆုံးဒီကားလေးနဲ့ကျွန်တော်ဖအံကိုစပြီးခီးထွက်နေပြီ။ဖအံကတော့ကျွန်တော်အရှိတစ်ခေါက်ကသွားထားတဲ့ ဖားလဲဆိုလို့ရှိရင်တော့တိတ်တော့မချားသေးဘူးတလာပေါ်2လလောက်ပဲရှိသေးတယ်ဒီခေါက်မှာဆိုလို့ရှိရင်တော့အဲဒီကားအသစ်နဲ့လည်းခီးသွားရတယ်ဖြစ်သလိုကျွန်တော်အရှိတ D03 လေးနဲ့လည်း comparison လေးသွားချင်တာပေါ့နော်အရှိတလက်ရှိဒီမြန်မာနိုင်ငံကိုပထမဆုံးဝင်လာတဲ့ D03 ရဲ့အခြေအနေကလက်ရှိမှာဘယ်လိုအခြေအနေရှိမလဲလက်ရှိဒီကားအသစ်နဲ့ဆိုလို့ရှိရင်ရောဘယ်လိုကွာခြားမှုတွေရှိမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကိုယ်တိုင်လည်းစမ်းကြည့်ချင်တာလည်းပါတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်နဲ့ကိုစီသူနဲ့တိုင်ပင်ပြီးတော့အဲဒီခီးစဉ်လေးကိုစပြီးတော့ဆင်လိုက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဆက်ပြီးဒိုးမယ်အဲကျွန်တော်ကားကခုနကလမ်းမှာပြသလို့ပဲကျွန်တော်ဒီပေါ့နော် မနေ့ကအားအပြည့်မသွင်းလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်လက်ရှိ0မိုင်မှာဆိုလို့ရှိရင်ဘက်ထရီပါဆန်က60ရာခိုင်နှုန်းကျန်သေးတယ်အဲ60ရာခိုင်တော့ကျွန်တော်တို့39မိုင်ဒီဆက်သွားမယ်39မိုင်ရောက်တော့မှသာလေကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ဗောနော်နှစ်စီးရဲ့ကွန်ပရက်ဆင်လို့တစ်ချက် recap လုပ်ပြီးတဲ့အခါကျတော့ကျွန်တော်ဖက်အန်ကိုဆက်ထွက်မှာပဲဖြစ်ပါတယ်ဗျာဒိုးအောင် ကဲအခုကတော့ကျွန်တော်တို့39မိုင်အောင်ရောက်ပြီပေါ့နော်39မိုင်အောင်ရောက်တဲ့အချိန်မှာကျွန်တော်ဒီကားလေးကဘက်တရီပါဆန့်ဘယ်လောက်ကျန်လဲဆိုတော့40ရာခိုင်နှုန်းကျန်တယ်0မိုင်နေပြီးတော့ကျွန်တော်တို့60နဲ့စထွက်တာဒီရောက်တော့40ရာခိုင်နှုန်းကျန်တယ်ဆိုတော့ကျွန်တော်တို့0မိုင်နဲ့39မိုင်အောင်20%ပဲရော့တယ်အဲဒီတော့ကျွန်တော်တို့သွားခဲ့တဲ့ကီလိုမီတာကိုကျွန်တော်တို့0မိုင်မှာ trip ကို reset ချခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ ရက်ကော့ပြန်ကြည့်လို့ရတယ်ဘလောက်သွားခဲ့လဲဆို63.3ကီလိုမီတာကိုသွားခဲ့တယ်အဲ့ဒီအတွက်ကိုဘလောက်ယူသုံးလိုက်ဆို8.3ကီလိုဝက်အာဝါပေါ့နော်ဘက်ထရီတွေကနေ8.3ကီလိုဝက်အာဝါနှုန်းပဲယူသုံးလိုက်တယ်ပေါ့နော်အဲဒါလေးကတော့39မိုင်ကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီကားရဲ့လက်ရှိအခြေအနေလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာလက်ရှိမှာအားကိုအပြည့်အသွင်းမယ်အပြည့်အသွင်းပြီးဘာလုံးလဲဆိုတော့ကျွန်တော်ဒီမှာ trip ကို reset ပြန်ချမယ်ဘာဖြစ်လို့ဒီမှာ trip ကို reset ချလဲဆိုတော့ကျွန်တော်နဲ့ကိုစီသူကအစမှာ trip ကို reset ချခဲ့တဲ့ startup point ကမတူဘူးဗျာ ကျွန်တော်က0မိုင်မှာ trick ကို reset ချခဲ့တယ်ကိုစီသူကအိမ်ကနေစထွက်လာတဲ့ကာ trick ကို reset ချရတာဖြစ်တဲ့အတွက်ကျွန်တော်တို့က compressor သွားလို့မရအောင်ဖြစ်နေတယ်ပေါ့နော်လုံးလို့မရအောင်ဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီမှာ trick ကို reset ချမယ်ပဲကိုစီသူကလည်းဒီမှာ trick ကို reset ချမယ်နှစ်ယောက်လုံးဒီမှာ trick ကို reset ချပြီးတဲ့ခါကျတော့မှဖအံကိုသွားမယ်ဖအံရောက်တဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီနဲ့ C ရဲ့ quad charge ကိုကျွန်တော်အသေးစိတ်ပြောလို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အားလေးသွင်းမယ်ပြီးရင် trick reset ချပြီးရင်ဆက်ထွက်မယ်ဗျာ ခုကတော့ကျွန်တော်တို့39ပိုင်းမှာအားအပြည့်သွင်းပြီးတော့ပြန်ထွက်လာပြီပေါ့နော်အဲဒီမှာသွားလို့ရတဲ့ကီလိုမီတာကိုပြောပါဆိုလို့ရှင်လေ403ကီလိုမီတာအပြည့်ပြနေတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ trip ကိုလည်း reset ချပြီးသွားပြီဆိုတော့နှက်စီး compression လည်းကျွန်တော်တို့တွက်လို့ရပြီပေါ့နော်အဲ့တော့39ပိုင်းကနေဖအံကိုတောက်လျှောက်မောင်းမှာပဲဖြစ်ပါလေကြာ let's go တကယ်ကိုကတော့ကျွန်တော်တို့ကြိုက်ထူလဲကိုဝင်လာပြီပေါ့နော်ခုနရွှေကြိုက်ထူရှေ့ကနေဖြတ်လာတာပေါ့နော်တကယ်လို့39မိုင်မှာအာမသွင်းခဲ့တဲ့လူဆိုလို့ရှင်ရွှေကြိုက်ထူမှာအာသွင်းလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကတော့39မိုင်မှာအာအပြည့်သွင်းခဲ့တာဆိုတော့အခုကျွန်တော်တို့ရွှေကြိုက်ထူမှာအာမသွင်းတော့ပဲနဲ့ကျွန်တော်တို့စက်ပြီးသွားမှာပေါ့နော်ကျွန်တော်တို့ဒီရောက်တဲ့အချိန်မှာဘက်တရီပါစားကဘလောက်ကျန်သေးလဲဆိုတော့86ရာခိုင်နှုန်းကျန်သေးတယ်သွားလို့ရတဲ့ကီလိုမီတာက319ကီလိုမီတာထိသွားလို့ရတယ်လို့ပြောသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စက်ပြီး AC သွားလို့ရသေးတယ်ဒီပုံစံနဲ့ဆိုလို့ရှင်အဖအံကိုကျွန်တော် AC ရောက်တယ်ကြာအဲ့တော့စက်ထိုးပါ အဲဒီတစ်ခေါက်ဖန်ခီးစဉ်ကတော့ကျွန်တော်တို့ဒုတိယအချိန်ပေါ့နော်ရှေ့တစ်ခေါက်တုန်းကကျတော့လွန်ခဲ့တဲ့တလာခွဲနှစ်လလောက်ကတော့တစ်ခေါက်ရောက်ပြီးသွားပြီဒီခေါက်မှာတော့ကျွန်တော်ခုကားလေးနဲ့ကိုလာပြတဲ့ပေါ့နော်ကျွန်တော်စီကားနေ EV ကိုချိန်ဖို့စဉ်းစားနေရတော်တော်လေးကြာပြီကျွန်တော်ကိုယ်တိုင်လည်း EV တွေအများကြီးရိုက်လာခဲ့တဲ့အခါကျတော့အဲဘယ်ကားလေးကောင်းတယ်ဘယ်ကားလေးကမကောင်းဘယ်ကားလေးမှာတော့အားသာချက်တွေရှိတယ်ဘယ်ကားလေးမှာတော့ဘလို့လိုအပ်ချက်တွေရှိရဆိုတော့ကျွန်တော်လေးတော်တော်လေးလေးလာပြတဲ့အဲဒါအပြင်ကိုကို့ဘာချက်နဲ့လည်းအဆင်ပြေမဲ့အနေထားလေးတစ်ခုဖြတ်မဲ့ကားလေးတစ်စီးကိုကျွန်တော်ရွေးချယ်ကြည့်တယ်ပေါ့နော်အဲနောက်ပြီးလို့ရှိရင်ကျွန်တော် T03 ကိုကျွန်တော်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်အရှိမခကြီးတွေလည်းအများကြီးသွားပြီးသွားပြီး ပြီခကြီးမအစုံပဲရန်ကုန်မန္တလေးပကံကလောတောင်ကြီး အဲခုနဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့မော်လမြိုင်ဖအံဆိုလို့ရှိရင်လည်းကျွန်တော်တောက်လျှောက်သွားပြီးသွားတာဖြစ်တဲ့အတွက်ဒီကားလေးရဲ့အားသာချက်တွေဒီကားလေးရဲ့အသုံးဝင်ပုံတွေအကျန်းခံမှုတွေကိုအများကြီးသေချာလေးလေ့လာပြီးသွားတဲ့အခါကျတော့မှဒီကားလေးကိုကျွန်တော်ကိုယ်တိုင်ရွေးချယ်ဝယ်ယူပြလိုက်တယ်ပေါ့နော်အခုကတော့ကျွန်တော်ကိုကားလေးနဲ့ကိုဖအံအောင်လာတယ်လာတဲ့အချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ T03 လက်ရှိအသစ်ကောပြီးလို့ရှိရင်ကိုစီသူမောင်းနေတဲ့ကားအဟောင်းပေါ့နော်ကီလို3000ကျော်ရှိပြီပထမဦးဆုံးဝင်လာတဲ့ကားအဟောင်းကောနှစ်စီးလုံးကိုကျွန်တော်တို့ဒီဖအံခီးစင်မှာစမ်းတက်တာလဲပါတယ်ပေါ့နော်အဲ့တော့အဟောင်းကားဆိုလို့ရှိရင်လည်းလက်ရှိအချိန်မှာဒီလိုမျိုး ွားမယ်ဆိုလို့ရှိရင်အချင်းတွေဘလို့ရှိမလဲဆိုတဲ့ဟာကိုတခါလေစက်သက်ရအောင်နဲ့ဒီခင်းစီကိုကျွန်တော်တို့စီစဉ်လိုက်ခြင်းပဲဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့ဖက်အန်ကိုဆက်သွားမယ်ဖက်အန်ရောက်တဲ့အခါကြာလို့ရှိရင်အဲကျွန်တော်တို့ဒီ Galaxy ရဲ့အချင်းတွေကိုတစ်ချက် comparison လေးလုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ဆက်ဒိုးအောင် ုံလေးနင်းပလက်ကြည့်ရမှာရှိတယ်ကျွန်တော်နင်းပလက်ထမင်းပေါင်းလေးဝင်စားပြစ်တယ်ပေါ့နော်ရှေ့တစ်ခေါက်လာတော့လည်းအိုက်ဆိုင်လေးမှာပဲစားပြစ်တယ်စားရတဲ့အရသာလေးလည်းမိုက်တော်ဒီထောက်လာတဲ့အခါမှာဆိုလို့ချင်းလည်းကျွန်တော်ကိုစီသူ့ပါအပါပေါ့နော်အိုက်ဆိုင်လေးမှာပဲဝင်စားလိုက်တယ်အခုကျွန်တော်စားပြီးတော့ပြန်ထွက်လာပြီးတော့ဖအံကိုဆက်ထိုးမယ်ဗျာ let's go ကဲဖန်အောင်ရောက်ပြီဇွဲကပင်ကြီးကြီးကနေကျိုးစုံနေပြီအဲဘောမှာကြည့်မှာဆိုရင် Welcome to ဖန်အဲဘိုလိုလည်းမဟုတ်ပါသေးတယ်အခုလောပါအခုရဲ့ဘတ်ရီ SOC ဘယ်လောက်ကျန်လဲမပြောပြအောင်ဟာမပြောပြလို့တော့မရဘူးပြောပြမှရအောင်အဲ့ဒါမှကျွန်တော်တို့နှစီကွာချားကြလို့ကျွန်တော်တို့သိရမှာ35ရာခိုင်နှုန်းကျန်သေးတယ်တကယ်ကြီးတကယ်35ရာခိုင်နှုန်းကျန်သေးတယ်ဟာ ကျွန်တော်လည်း35ပဲအာအဲ့တော့ဒီကားကအဲနှစ်နှစ်ကျော်3နှစ်လောက်ရှိသွားပြီဟုတ်နှစ်နှစ်ကျော်ပဲနှစ်နှစ်ကျော်ပဲเนาะနှစ်နှစ်ကျော်ပဲဟုတ်အဲ35ကီလိုမီတာကိုပြောမယ်ဆိုရင်38000နီးပါး3နားတဲ့ကားကဟွန်းအခု brand new ကားနဲ့လုံးဝတူတူပဲ level လို့ပြောလို့ရသေးတယ်သေးတယ်ရသေးတယ်အဲဒါပေါ့ဒါပေါ့ဒီနေ့မောင်းသားရဲ့ range ပေါ့ဒီနေ့မောင်းသားရဲ့ range ဆိုတဲ့နေရာမှာဟုတ်39မှာ charging station နေပြီးအခုဒီနေရာအထိကိုကျွန်တော်164ကီလိုမီတာသွားတာတယ်ကျွန်တော်200ကျော်သေးတယ်ဩဆိုတော့ အဲလမ်းမှာကျွန်တော်တချော့လောက်ရှိတယ်ပေါ့နော်ကျွန်တော်နံမနည်းနည်းလေးနောက်ပြန်လှည့်ပြီးတော့ရိုက်တဲ့အပိုင်းလေးတစ်ခုရှိတယ်မဟုတ်ပါဘူးဂျာထဲမှာ KTV ဝင်နေတာဒီလူလစ်တုံးလေးလစ်တုံးလေးပြီးတော့မှကျွန်တော်ကအနောက်ကနေ100ကျော်လောက်နဲ့လိုက်နင်းလာတဲ့အပိုင်းလေးရှိသေးတယ်အဲ့ဒါလေးနည်းနည်းလေးကွာသွားမှထင်းတယ်ဟုတ်တယ်နေရာလေးမှာတော့ဟုတ်အဲဂျော်ကီရဲ့ခြေောက်ပေါ်မူတည်ပြီးတော့နည်းနည်းလေးအကြောင်းလေးရှိရှိမယ်ရှိမယ်ပေါ့ဒါပေမဲ့ကျွန်တော်ကားမှာတော့တခြားရှိတယ်ဟုတ် driving range ပေါ့နော်သွားလို့ရသေးတယ်ကီလိုအားကြောင့်130ပဲပြတော့ဩကျွန်တော်က150လောက်ပြနေသေးတယ်155 56လောက်ပြနေသေးတယ်အဲ့ဒါလေးကတော့ကွာချက်ရှိတယ်ကျွန်တော် ကတော့အခုကျွန်တော်မြင်ရတော့ဆိုရင်ဟုတ်39မိုင်မှာထွက်လာကြတဲ့ကလည်း191ကီလိုမီတာသွားလို့ရသေးတယ်လို့ပြရတယ်ဟုတ်တကယ်သွားပြီးတဲ့ကီလိုနဲ့ဟုတ်တကယ်သွားပြီးတဲ့ကီလိုနဲ့ကျန်တဲ့ကီလိုပေါင်းလိုက်လို့ရှိရင်လေ300နီးပါးပဲပေါ့နော်အဲ့ဝင်းတာပေါ့တာပေါ့တော့သူကပြနေတာကအခုလက်ရှိပြနေတာတကယ်သွားလို့ရတဲ့ကီလိုပြနေတာ။အော်အဲ့လိုပေါ့နော်။ဟုတ်ကဲ့ CCA ဘိုင်းနဲ့ပြနေတာ။ပြနေတာမဟုတ်ဘူး။အဲသွားလို့ရတဲ့ကီလိုပဲပြနေ။အော်ကျွန်တော်ကကြာတော့အခုမှအသက်လည်းဖြစ်နေတယ်ကီလိုကလည်းယာကနဲမဲ့ရှိသေးတာဆိုတော့ အဲသူ့ရဲ့ standard range တစ်ခုကိုပြနေတယ်လို့ကျွန်တော်ထင်တယ်39မိုင်ကနေပြီးတော့အားအပြည့်သွင်းတဲ့ချိန်မှာ430ဆိုပြီးပြတယ်ဒီကိုရောက်တဲ့ချိန်မှာဘက်ထရီက35ကျန်တယ်အဲပြီးတော့ driving range ကသွားလို့ရ driving range က155 156လောက်ပြနေသေးတာဆိုတော့သူ့ရဲ့ဟိုဘယ်လိုပြောမလဲ standard တစ်ခုကိုပြနေလို့ CSC နဲ့ဟုတ်တယ်ဒါဒါလေးတော့ရှိမယ်ပေါ့နော်ဘာဖြစ်ပြောနှစ်နှစ်ကျော်သုံးပြီးတဲ့ကားနဲ့ brand new này tới một quả tiền rồi cho nó biểu luôn à, đấy, xin luôn rồi, đâu đâu đâu, ok ok, à rồi cô, bảo luôn này, cô sắp biểu mà là, biểu biểu là mày bảo rồi cho nó brand new cho nó biểu mà, ok ok, à rồi, cô nhìn biểu gì cho nó, nên lấy quả phi lại, tất à, hả, xa xì là không mày, ကဲဒီတစ်ခေါက်ကတော့ကျွန်တော်နဲ့ဖအံရဲ့ဒုတိယမြောက်တွဲဆောင်ခြင်းပဲဖြစ်ပါတယ်ပထမတစ်ချိန်တော့ကလည်း T03 လေးနဲ့ပဲဒီတစ်ခေါက်လည်း T03 လေးနဲ့ပဲပေါ့နော်ဒီတစ်ခေါက်လာတဲ့အကြောင်းရင်းကကြတော့နှစ်နှစ်ကျော်သုံးပြီးရဲ့ T03 လေးနဲ့ brand new T03 လေးနဲ့ဘာဒီကွာခြားချက်ရှိမလဲဆိုတော့သိချင်လို့ဒီခီးစဉ်ကိုစီစဉ်လိုက်တာပေါ့နော်ဒီချိန်မှာဆိုလို့ရှိရင်လည်းနှစ်နှစ်ကျော်သုံးပြီးတဲ့ T03 လေးကလည်းဒီကိုရောက်တဲ့ချိန်မှာ battery SOC က35ကျန်တယ် brand new car လေးကလည်း battery SOC က35ကျန်တယ်လို့ပြောတာဖြစ်တဲ့အတွက်ဒီနှစ်ခုရဲ့ qua charge ချက်က trade room မရှိဘူးနှစ်နှစ်ကျော်သုံးပြီးတိတောင်အဆင်ပြေနေသေးတာကိုတွေ့ရတယ်ပေါ့နော်အဲဒါလေးကလည်း limo ta d03 လေးရဲ့အားသာချက်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီနေ့ခီးစဉ်လေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်တော့မယ်မလက်ပြန်ကြမှာဖန်အတဘက်ပတ်မှာပဲဖြစ်ပါလေဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါပေါ့ကျွန်တော် just right ကထချုံးပါ